မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။မွန်ပြည်နယ်ရေးမြို့အာယူတောင်ဘက်ကနေစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းနဲ့ ရေဘလူးဒေါ်လာရေးတပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကစစ်တပ်ဘက်ကတိုက်စုံးမှုတွေရှိခဲ့ပြီး၃ရောက်ထိခိုက်ဒဏ်ရာရှိသွားခဲ့တယ်လို့ရေဘလူးတပ်ဖွဲ့စီကသိရပါဗျ။ စစ်တပ်ကနွန်ဘာလ23ရက်နေ့ကစစ်ကြောင်းထိုးလာတဲ့အတွက်ဝဲရဟိုင်းနဲ့ရွာကလေးရွာကြားမှာအဲ့ဒီနေ့ညနေက45မိနစ်လောက်ကြာအောင်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရရှိသွားတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေကိုနွန်ဘာလ14ရက်နေ့မှာ အာယုတောင်ဘက်ကိုပြန်သည်သွားတာကိုတွေ့ရတယ်လို့ရေဘလူးအဖွဲ့ကောင်းဆောင်ကပြောပါရယ် စစ်တပ်ကရေမြို့နယ်တွေကိုအင်အားဖြည့်ပြီးစစ်တောင်းထိုးနေတာကြောင့်မကြခဏတိုက်ပွဲတွေဖြစ်နေတာပါ။နိုဘာလ10ရက်နေ့ကလည်းရေမြို့နယ်ကျောင်းရွာမှာစစ်တပ်နဲ့ရေဘလူးတော်လရေးတပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးခမရ961တရင်ကအရာရှိလိုင်းကန်းကိုရေဘလူးတော်လရေးတပ်ဖွဲ့က RPG လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့မြေပြင်သတင်းရင်းမြစ်တွေစီကသိရပါဗျာရှင်။ စကိုင်းတိုင်းမုံရွာမြို့နယ်မုံရွာနားမှာနိုဘာလ14ရက်နေ့မနက်9:00ခွဲလောက်ကစစ်ကားအစီး30ပါတဲ့စစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်6ယောက်တိဆုံးခဲ့ပြီး9ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရိစီကသိရပါဗျာ။ အဲ့ဒီစစ်ရင်တန်းဟာမုံရွာမျိုးကနေမန္တလေးမျိုးဘက်ကိုထွက်ခွာလာရင် လမ်းမှာမိုင်းနှလုံးဆွဲတိုက်ခိုက်ခံခဲ့ရတာကြောင့်စစ်ကားနှစ်စီးထိမှန်ပြီးပထမကားပေါ်လိုက်ပါလာသူတွေထိခိုက်သေဆုံးခဲ့ရလို့သိရပါဗျ။ဒါအပြင်ဒဏ်ရာရတဲ့စစ်သား9ယောက်ကိုလည်းချောင်းဆေးရုံမှာဆေးကုသနေတယ်လို့သိရကြောင်းချောင်းပြည်သူ့ကာကွယ်ရေးကောင်ဆောင်တယောက်ကပြောပါဗျ။အဲ့ဒီစစ်ရင်တန်းမိုင်းဆွဲတိုက်ခိုက်ခံနေရတော့ဖြတ်တန်းသွားတဲ့ဈေးတဲ့2ယောက်လည်းမိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပေမဲ့အသက်အန္တရာယ်တော့မစိုးရိမ်ရဘူးလို့သိရပါဗျ။ မုံရွာမန္တလေးလမ်းပိုင်းမှာစစ်တပ်ကလက်နက်ခဲယမ်းသေးယူနိုင်ဖို့ကားလမ်းတစ်လျှောက်စစ်စည်းဂိတ်တွေချပြီးသွာလာနေတဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်တွေကမိုင်းဆွဲတိုက်ခိုက်တာတွေပြုလုပ်နေတာဖြစ်ပါတယ်ရှင်။ကမ္ဘာနိုင်ငံတွေထဲမြန်မာနိုင်ငံရဲ့အင်တာနက်လွတ်လပ်ခွင့်ဟာတရုတ်နိုင်ငံနဲ့အတူအဆိုးဆုံးအခြေအနေမှာရပ်တည်နေတယ်လို့ Human Rights မြန်မာအဖွဲ့ကထုတ်ပြန်ပါတယ်။ဝေဝေသတင်းပေးပို့ထားတာပါရှင်။ ကမ္ဘာပေါ်ကနိုင်ငံပေါင်း100ကျော်ရဲ့အင်တာနက်လွတ်လပ်ခွင့်အတွက်အညွန်ဂိတ်20ခုကိုတက်ချက်ကြည့်ရမှာမြန်မာက100မှာ6မှတ်ပဲရရှိပြီးအစိုးဆုံးအခြေအနေကိုတရုတ်နဲ့အတူရပ်တည်နေတယ်လို့လူခွင့်ရေးဆောင်ကြီးမှတ်တမ်းတင်နေတဲ့ Freedom House ရဲ့ Human Rights မြန်မာကထုတ်ပြန်ပါတယ်။အစိုးရခန်းစားအရစစ်တပ်က Deep Packet Inception DPI လို့ခေါ်တဲ့အွန်လိုင်းကနေခြေရခန်းစောင့်ကြည့်နိုင်တဲ့ဤပညာကိုတက်ဆင်ပြီးရတဲ့နောက်မှာ VPN တားမြစ်မှုကိုလည်းလုံဆောင်ခဲ့တာကြောင့် မြန်မာနိုင်ငံကအခြေခံအွန်လိုင်းကန့်သတ်မှုကနေမြင်သာတဲ့ digital repressing အစစ်မြစ်နည်းပညာကိုအသုံးပြုပြီးလူအများကိုထိ ंछ ုပ်ခြင်းစီကိုရောက်ရှိသွားပြီးဖြစ်ကြောင်းဖော်ပြထားပါတယ်။အခုလိုမြန်မာဟာတရုတ်နဲ့တရန်းနေရှိနေခြင်းဟာတရုတ်ပုံစံအနာရှင်ဆန်လာတာဖြစ်တယ်လို့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုဝင်ဆိုင်ရာအတန်ဖွဲ့ရဲ့ဒါရိုက်တာကပြောပါတယ်။အတန်ဖွဲ့ရဲ့စာနဲ့ပေးပို့ဖြေကြတာကို TVB သတင်းတော့ကအတန်စာထုတ်ဖတ်ပေးထားပါတယ်။ မြန်မာတရုတ်နဲ့တရံနဲ့ထားပြီးတော့သတ်မှတ်တာမြန်မာဘက်ကတရုတ်ပုံစံဖိနှိပ်မှုနဲ့တူတူဖြစ်သွားပြီလို့အတည်ပြုလိုက်တယ်လို့ပဲအတိတ်ပဲကတော့မြန်မာရဲ့ digital repression ကတရုတ်ပုံစံ digital authoritarianism digital anarchism စနစ်အဲ့ဒီလိုဖြစ်သွားပြီလို့ထင်ရစီတယ်မြန်မာရဲ့ internet လွတ်လပ်ခွင့်အခြေအနေတွေကနိုင်ငံတကာစံနှုန်းနဲ့နှိုင်းယှဉ်မယ်ဆိုရင်ဆုံးရှုံးသွားပြီလို့ယူဆလို့ရတယ်ဘေးကင်းလုံခြုံမှုမရှိတော့တဲ့အန္တရာယ်အဆင့်ဖြစ်တယ်ဒါက documentation အထောက်အထားအမှတ်တမ်းတွေကိုစူးစီးတာတွေ journalism သတင်းစာပညာတွေနဲ့ activism တက်ကြွလှုပ်ရှားမှုတွေ civic space လူမှုရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေလွတ်လပ်စွာနေထိုင်ခွင့်တွေအတွက်ပိုပြီးတော့အန္တရာယ်များတဲ့အချက်တွေကိုပြရတာဖြစ်တယ်။ CEO ဆူရဲ့ survival strategy ရှင်သန်ရေးနီးဖြူအားတစ်ခုအနေနဲ့ internet ထိမ့်ချုပ်မှုကိုပိုပြီးတော့အသုံးချလာတာဖြစ်တယ်။ internet ပိတ်ဆို့လိုက်တာဟာလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာလူမှုလှုပ်ရှားမှုတွေကိုပိတ်ပင်တာဖြစ်တယ်လို့ လူခွင့်ရေးဆိုင်ရာပိတ်ပမှုတစ်ခုလည်းဖြစ်ပါတယ်။ဒီအခြေအနေတွေကြောင့်လူရုဟာ online မှာကိုယ်ပိုင်ထိန်းချုပ်နိုင်မှု online privacy ဆုံးရှုံးတာ digital black zone လို့ခေါ်တဲ့ဖုန်းလိုက်မရတော့ internet လိုက်မရတာနဲ့စက်တရားခတ်တဲ့နေမြေတွေတိုးလာမှာဖြစ်ပြီးသတင်းစာလွတ်လပ်ခွင့်တွေမရှိတော့တဲ့အဆင့်ထိပါရောက်လာနိုင်ကြောင်းအတန်းအဖွဲကပြောပါတယ်။တစ်ဖက်မှာလည်းတော်လိုင်းအင်အားစုတွေဘက်ကလုံခြုံရေးအရာ Starlink Wi-Fi အသုံးပြုမှုတွေကိုကန့်သတ်ထိန်းချုပ်နေတာတွေရှိနေပါတယ်။ စကောင်းစီဘက်ကဒီ mobile internet တွေပိတ်ပြီးနောက်ပိုင်းမှာတော့အခက်အခဲတွေကတော်လိုင်းဖွဲ့စည်းတွေမှမဟုတ်ပါဘူးအပြည်သူတွေရောအကုန်လုံးပေါ့ဒေသခံပြည်သူရောတော်လိုင်းသမားတွေရောအကုန်လုံးအခက်အခဲတွေရောရှိတယ်ဗျာ internet အသုံးပြုမှုကိုတချို့မျိုးနေနေစပြီးကန့်သတ်နေပြီနော်ဟိုဒီကျွန်တော်ချောင်းမျိုးနေနေကတော့ကန့်သတ်မှုတော့မလုပ်ရသေးဘူးဗျာအဲရည်ရွယ်ချက်ကစကောင်စီတရင်ပေးပေါ့တာစီချင်းနေနေတာဗျာသူတို့ကကျွန်တော်ဘက်မှာကတော်ရုံဖုန်းလိုင်းပါညာမမိရနေရာတွေများတယ် ော်သတင်းပေးကဒီ internet နဲ့ပဲပေးရမှာပေါ့ internet ဆိုရတဲ့ဒီ starling line นี่ဟိုဟာအထူးကအသုံးပြုရတာပေါ့အဲ့တော့ဒီ starling design တွေကနေပြီးတော့ကန့်သတ်မှုတွေလောက်တာ starling အသုံးပြုမှုကန့်သတ်တာကတော့ internet သုံးပြုမှုကိုဟိုကန့်သတ်တယ်လို့တော့မယူဆလို့ပါဘူးအနာသိမ့်ပြီးနောက်မှာစစ်တပ်ကမြန်မာနိုင်ငံအတွင်းမြို့နယ်ပေါင်း132မြို့နယ်အထိစစ်တေရီလိုင်းတွေဖြတ်တောက်ခဲ့တာဖြစ်ပြီးလက်ရှိအချိန်ထိ၄နှစ်ကျော်ကြာအောင် အင်တာနက်နဲ့ဖုန်းလိုင်းတွေဖြတ်တောက်ခံရတာ22မြို့နယ်ရှိနေတယ်လို့အတန်အဖွဲ့ရဲ့ data တွေကသိရပါဗျ။ကျွန်မဝေပါဂျပန်နိုင်ငံကထိုင်ဝမ်ရေလက်ကြားမှာစစ်ရေးအရဘလို့ပါဝင်ပတ်သက်မှုမျိုးကိုမစိုးရန်စကျူးကျော်တဲ့လှုပ်ရဲလို့သတ်မှတ်မှာဖြစ်ပြီးပြပြထထန်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနကသတိပေးလိုက်ပါတယ်။ ဒါဟာဂျပန်ဝန်ကြီးချုပ်ဆာနာယေတာကာအီချီကဂျပန်ရဲ့ရှင်ကျန်မှုအပေါ်ချင်းချောက်တဲ့အခြေအနေတရက်အဖြစ်ရှုမြင်ရင်ထိုင်ဝမ်ရေးလက်ကြောင်းမှာစိတ်အင်အားသုံးနိုင်တယ်လို့ပြီးခဲ့တဲ့အပတ်ကလွှတ်တော်မှာပြောကြားခဲ့တာအပေါ်တရုတ်ကတုံ့ပြန်လိုက်တာဖြစ်ပါတယ်။ ဂျပန်ရဲ့2015လုံခြုံရေးဥပဒေအရရှင်းချက်မှုကိုချင်းချောက်ခံရတဲ့အခြေအနေဆိုတာဟာမဟာမိတ်တနိုင်ကန်တိုက်ခိုက်ခံရတာဟာဂျပန်အတွက်ပါချင်းချောက်မှုဖြစ်လာရင်ကာကွယ်ရေးတပ်ဖွဲ့တွေကိုအုံပြုခွင့်ရှိတယ်လို့ဆိုလိုတာဖြစ်ပါတယ်။မစ္စတာကာအီချီကဒါဟာအနုမာနမှန်ဆချက်သာဖြစ်တယ်လို့နောက်ပိုင်းမှာရှင်းလင်းခဲ့ပေမယ့်သူရဲ့စကားကိုတော့ပြန်ယုံသိမ်းဖို့ညှဉ်းဆန်းခဲ့ပါတယ်။တရုတ်နိုင်ငံသားရေးဌာနပြောခွင့်ရပုဂ္ဂိုလ်လင်ချန်းကဂျပန်ဟာဒီရန်လိုတဲ့မှတ်ချက်ကိုချက်ချင်းပြန်ရုံသိမ်းရမယ်လို့တောင်းဆိုခဲ့ပါတယ်ရှင်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့မြေမလေးကိုင်းထရန့်ဟာနိုမာလာ73ရက်နေ့က LPGA ကောက်တရိုက်ပြိုင်ပွဲမှာပထမဆုံးရှင်ပြိုင်ကစားခဲ့ပြီးအဲဒီနေ့အတွက်အမှတ်အများဆုံးရရှိခဲ့ပါတယ်ဖလော်ရီဒါပြည်နယ်မှာကျင်းပတဲ့ LPGA ကောက်တရိုက်ပြိုင်ပွဲမှာပထမအဆုံးရှင်ပြိုင်ခဲ့တဲ့အသက်18နှစ်အရွယ်ကိုင်ထရက်ဟာပထမအဆုံးရှင်ပြိုင်တဲ့နေ့မှာပဲလက်ဆွဲပြနိုင်ခဲ့တာပါ ကိုင်ထရက်ဟာဒီနှစ်မှာကောက်တီးရိုက်ပြိုင်ပွဲ၃ပွဲရှင်ပြိုင်ခဲ့ဖို့ပြီးအမေရိကန်အငယ်တန်းကောက်တီးရိုက်အဖွဲ့ရဲ့အဆင့်ရက်တည်မှုအဆင့်462နေရာမှာရက်တည်နေပါတယ်။ဒီပြိုင်ပွဲမှာကိုင်ထရက်ဝင်ရောက်ရှင်ပြိုင်တာကဒီပြိုင်ပွဲကိုလူငယ်ပရိသတ်တွေစိတ်ဝင်စားမှုပိုပြီးများနိုင်တယ်လို့ LPGA အဖွဲ့ကပြောပါတယ်။ ကင်ထွက်ဟာ2025နွန်ဘာလ18ရက်နေ့အထိအချက်လက်တွေအရ YouTube မှာ subscriber 1.3သန်းရှိပြီး TikTok မှာ follower 3.4သန်းရှိက Instagram မှာ2.5သန်းရှိတာကိုတွေ့ရပါတယ်။ American သမ္မတ Donald Trump ရဲ့ social media မှာကြော်ကြားမှုတွေပြီးရင် Trump မိသားစုမှာလူစိတ်ဝင်စားမှုခံရမယ့်အလားအလာကောင်းတဲ့သူအဖြစ်ကင်ထွက်ကိုထင်ကြေးပေးထားကြပါတယ်ရှင်။ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတော့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်